ရေရမိအနာဂတိကျမ်းအခန်းကြီး7အငယ်1မှ23ရေရမိတို့ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကားဤပဋိညေစကားကိုနားထောင်ကြလောတင်သည်ယူဒပြည်သူယေရုရှလင်မြို့သားတို့အားဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဟောပြောဆင့်ဆိုရမည်မှာယနေ့ဖြစ်သည်နှင့်အညီ နို့နှစ်ပြားရီစီသောပြည်ကိုငါပေးမိဟုတင်တို့၏ဘိုးဘေးများ၌ငါကျိန်ဆိုသောတစ္ဆာဂတိကိုစောင့်ရသောအခွင့်ရှိစေခြင်းငါတင်တို့သည်ငါ၏လူဖြစ်၍ငါသည်လည်းတင်တို့၏ဖျားဖြစ်မည်အကြောင်းငါစကားကိုနားထောင်၍ငါမှထားသမျှအတိုင်းကျင့်ကြလောဟုတန်မီဖို့တည်ဟုသော အဂုတုပြီမှသင်တို့၏ဘိုးဘေးများကိုနှုတ်ဆောင်သောအခါသူတို့၌ငါထားသောဗတိညင်တရားစကားကိုနားမထောင်သောသူသည်ကျိန်တော်မူခြင်းကို ခံစေဟုမိန့်တော်မူလျင်ငါက"အိုးသာရဖျားအာမင်"ဟုရှောက်၏သာရဖျားကလည်းတင်သည်ယူဒမြို့များနှင့်ယေရုရှလင်မြို့လမ်းများတို့၌ဟစ်ကြော်ရမည်စကားဟုမူကား သင်တို့သည်ဤပဒိညင်စကားကို နားထောင်၍ကြင်ကြလော့အကြောင်းမူကားငါစကားကိုနားထောင်ကြလော့ဟု သင်တို့ဤဘိုးဘေးများကိုအကုတုပြီကငါနှုတ်ဆောင်သော နေမှဆာ၍ယနေ့တိုင်အောင်ငါသည်စောစောထ၍အထက်ထက်ဆုံးမတော်လေသူတို့သည် နားမထောင် နားကိုမလှဲ့ပဲစိုးညစ်သောမိမိတို့စိတ်နှလုံးခိုင်မာခြင်းရှိသည့်အတိုင်းတယောက်မျှမကျွင်းလိုက်သွားကြတော့ကြောင့် ငါမှထား၍သူတို့မကျင့်သောဤပဒိညာစကားအလုံးစုံတို့ကို သူတို့အပေါ်၌ငါတက်ရောက်စေမည်ဟုမိန့်တော်မူ၏တပံသာရဖျားသည်ငါအာမိန့်တော်မူသည်ကယူဒပြည်သူယေရုရှလင်မြို့သားတို့သည်တင်းဖွဲ့ကြ၏ငါစကားကိုညင်းပယ်သောဘိုးဘီတို့ဤဒုစရိုက်များကို ပြုတ်အံ့သောငါပြန်သွားကြပြီအခြားတစ်ပါးသောဖျားတို့ကိုဝပြုတ်အံ့သောငါလိုက်သွားကြပြီ ်သူတို့ဤဘိုးဘေးများနှင့်ငါဖွဲ့သောပဒိညင်တရားကိုဣတရေလအမျိုးနှင့်ယူဒအမျိုးသားတို့သည်ဖျက်ကြပြီတို့ဖြစ်၍ထာဝရဘုရားမိတ်တော်မူသည်ကသူတို့မလွတ်နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ်၌ငါတက်ရောက်စေမည်သူတို့သည်ငါ့ကို အော်ဟစ်တော်လဲငါနားမထောင်ဘဲနေမည် ထိုအခါယူဒာမြို့သူယွာသားနှင့်ယေရုရှလင်မြို့သားတို့သည်နတ်သားပေါင်းကိုမီးရှို့၍ပူဇော်ဘူးသောဖျားများထံသို့သွား၍အော်ဟစ်တော်လေဘေးရောက်ရာကာလ၌ထိုဖျားတို့သည် အလင်းချမ်းသာမပေးဘဲနေကြလိမ့်မည်။အိုးယူဒာပြည်တင်ဒီမြို့များအရေးအတွေ့ရှိသည့်အတိုင်းပင်ဤဖျားများရှိပါသည်တကား။เยรูซาเล็มမြို့လမ်းများအကြီးအကျယ်ရှိသည့်အတိုင်းရှက်ဖွယ်သောရုတ်ထုအဖို့ ရစ်ပလင်များဘာလဖျားရှိမှနတ်သားပေါင်းရှို့ရာရစ်ပလင်များကို တီးကြပြီသူဖြစ်၍တင်တီဤလူမျိုးအဖို့ပတ္ထနာမပြုနှင့်သူတို့အဖို့အော်ဟစ်ခြင်းဆုတောင်းခြင်းကိုမပြုနှင့်ဘေးရောက်သည့်ကာလသူတို့အော်ဟစ်သောစကားကိုငါနားမထောင်ငါချစ်သောအမသည် များစွာသော သူတို့နှင့်မတရားသဖြင့်ပေါင်းဖော်၍စိုးညစ်စင်တွင်ငါအိမ်နှင့်အဘယ်သို့ဆိုင်သည်နည်း တင်သည်တန့်ရှင်းသောအမေသားကိုမပူဇော်ရဒုစရိုက်ကို ပြုစဉ်တွင်ပင်ဝမ်းမြောက်ပါသည်တကားစိမ့်လန်းလှပ၍ကောင်းသောအသီးကိုသီးသောတန်လွင်ပင်ဟုတင့်ကိုထာဝရဖျားတမုတ်တော်မူ၏ကြီးသောအတန်ပလန်နှင့်ထိုအပင်ကိုမီးရှို့တော်မူ၍အခက်အလက်တို့သည်ကျွမ်းလောင်ကြ၏ဣဒရီလာအမျိုးနှင့်ယုဒအမျိုးသားတို့သည်ဘာလဖျားရှိမှ နတ်သားပေါင်းကိုမီးရှို့၍ငါအမျက်ကိုနှိုးစော်ခြင်းငါမိမိတို့အဖို့မကောင်းသောအမှုကိုပြုတော်ကြောင့်တင့်ကိုစိုက်တော်မူသောကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်တင်၌အမှုရောက်မီအကြောင်းမိန့်တော်မူပြီးထာဝရဘုရားသည်ငါအာဗျာဒိတ်ပေးတော်မူသောကြောင့်ငါသိရ၏သူတို့ပြုသောအမှုများကို ကိုရောတီပြတော်မူပြီးအသေးသက်ချင်းကဆောင်းသွသောတိုးတငယ်ရင်ကဲ့သို့ငါဖြစ်၏ သူတို့ကသူ၏နာမကိုရှင်းရှင်းပြောက်စေခြင်းကအသည့်အကင်းနှင့်တကွအပင်ကိုရှင်းရှင်းဖြတ်၍အသက်ရှင်သောသူတို့၏နေရာမှ သူကိုပယ်ဖြတ်ကြကုန်အံ့ဟုငါတစ်ဖက်၌မကောင်းသောအကြံနှင့်ကြံစီကြောင်းကိုငါမသိနှလုံးကြောက်ဖက်ကိုစစ်ကြော၍တရားသဖြင့်စည်ရင်တော်မူသောကောင်းကင်ဘုရားအရှင်သာရဖျား ကိုရောသည် ထိုသူတို့အားအပြစ်ပေးတော်မူကြောင်းကိုအကျွန်ုပ်မြင်လိုပါ၏အကျွန်ုပ်အမှုကို ကိုရောအားကြားလျှောက်ပါပြီထာဝရဘုရားမိန့်တော်မူသည်ကအာနတုတ်မြို့သားတို့က တင်သည်ငါတို့လက်ဖြင့်မတည်ရမီအကြောင်းထာဝရဘုရား၏နာမတော်အားဖြင့်ပရောဖက်မပြုနှင်းဟု ဆိုလျက်တင်ဤအသက်ကိုရှာကြတော်ကြောင်းငါသည် သူတို့ကိုစစ်ကြောသဖြင့်လူပြိုတို့သည်ဓာတ်ဖြင့်တည်ကြလိမ့်မည်။တာသမီတို့သည်ငတ်မှု၍တည်ကြလိမ့်မည်။တစုံတရာမျှမကျွင်းရ ထိုသို့စစ်ကြောရာကာလဒီဟုသောဘေးဥပက္ကိုအာနတုတ်မြို့သားတို့အပေါ်သို့ငါတက်ရောက်စီမည်ဟု ကောင်းကင်ဘုရားအရှင်သာရဖျာမိန့်တော်မူ၏အာမင် God bless you